ကျွန်တော်ရင်ကုန်ပြောရှင်ဒါရော့ဗီဒီယိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဒီတစ်ပတ်မှာတော့ကျွန်တော်တို့အမိုက်ပုံရှိုံနဲ့ရွှေဖြစ်တယ်ငွေဖြစ်တယ်ဆိုတဲ့လူတွေရဲ့လက္ခဏာမျိုးညောင်အမှတ်အသားကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဖမင်းသင်ကပေးခဲ့တဲ့ပညာအမွေလက္ခဏာပညာများစွာနဲ့ကနေတပတ်ကိုဗီဒီယိုတပုတ်တပုတ်ကျွန်တော်တို့လမ်းညွှန်မျှဝေနေတာဖြစ်ပါတယ်အဲ့တော့အပတ်စဉ်တိုင်းကျွန်တော်လမ်းညွှန်ကျွန်တော်တို့မျှဝေလမ်းညွှန်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုရင်တော့ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ တို့ကအရင်နည်းများများမလို့ဘူးတို့ဘုရားမှာအမိုက်ပုံရှိတာနဲ့ရွှေပြင့်ငွေဖြစ်တယ်ဆိုတော့ဟလာမြင်းကြောင်ပါတဲ့အလုံနိုင်စွမ်းရှိတဲ့လူတွေရဲ့မြင်းကြောင်ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့မြင်းကြောင်ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ညံလန်းကြောင်ကနေပြီးတော့ညံလန်းကြောင်ထိပြီးတော့ထွက်လာမယ်ထိပြီးထွက်လာတဲ့မြင်းကြောင်ဟာကျွန်တော်တို့လက်တန်းနဲ့လက်တကြွယ်ကြားမှာအဲ့သူကသွားပြီးတော့ရောက်နေမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်အဲ့လိုလူတွေကသူတို့က သူတို့ဘဝမှာဘလောက်ရင်းနှီးမှအာဘလောက်ဆိုတာမျိုးသူတို့မှာနဲတယ်အဒီရာရှိတယ်ဒါစွန့်ပစ်ပစ္စည်းဒီစွန့်ပစ်ပစ္စည်းကိုပဲပြန်ပြီးတော့အဲ့ဒါဘလို့လှုပ်လို့ရှိရင်ပတ်စံဖြစ်နိုင်တယ်နော်ရွှေဖြစ်နိုင်တယ်ဆိုတာမျိုးသူတို့ကအမြဲလို့လို့ပေါ့နော်ဒီလိုနေရာမျိုးမှာသူတို့ညံအားတာတယ်ကြံစတတ်တယ်လက်မှတ်သားဖြစ်ပါအဲ့တော့တချို့တွေဆိုလို့ရှိရင်ဟလာအမိုက်တွေကနေရွှေဖြစ်သွားတဲ့သူတွေ အများကြီးပါအဲ့တော့ဒီလိုမိတ်ဆွေတွေကနောက်တစ်ခုပါလဲဥပမာပေါ့မရွှေတူးမယ်ရေနံတူးမယ်သဘာဝတန်ရာဇာတတွေတူးဖို့မယ်ကြောက်စိမ့်နေဟလားယရနာတွေတူးဖို့မယ်နော်အဲအဲ့ဒီလိုရှေးအောင်အမွေနဲ့ပစ္စည်းတွေတူးဖို့မယ်ဆိုလို့ရှိရင်လည်းသူတို့ကအလွန်အမတန်အကျိုးပေးတဲ့လူတွေရဲ့လက်မှာဖြစ်ပါတယ်အဲ့တော့သူတို့သူများကရေတွင်းရေနံတွင်းတူးတယ်မဖြစ်ဘူးအဲသူတူးလို့ရှိရင်လွယ်လွယ်ကူကူနဲ့ထိထိရောက်နဲ့အောင်မြင်လည်းဖြစ်တယ် အဲ့ဒီလိုပေါ့သူလည်းကြောက်ထူးတယ်ကိုလည်းကြောက်ထူးတယ်သူများတွေ့ရင်ခတ်တယ်ပြင်မှန်းမယ်အချိန်ကုန်ရင်ကုန်မယ်သူကလွယ်လွယ်ကူကူနဲ့ကြောက်ကောင်းကိုရှာတွေ့နိုင်တဲ့လူတွေမှာပါတတ်တဲ့အမှတ်သားလို့လည်းပြောလို့ရပါအဲ့တော့မြေရနေမြေကြီးတွေကနေရွှေဖြစ် အမိုက်ပုံတွေကနေရွှေဖြစ်ငွေဖြစ်ဆိုတဲ့လူတွေလက်ကအဲ့ဒီလိုအမှတ်သားမျိုးကိုကျွန်တော်တွေ့ရတာများပါတယ်အတွေ့ကြည့်လိုက်လို့ရှိရင်အရင်တော့ဘာလို့လဲအဲဒီလိုပဲအာစင်းရဲနှုံချတဲ့ဘဝကနေပြီးတော့ပဲ ဟလာအမိုက်တော်တွေကနေအဲရေတံဘူးကောက်တယ်လို့ပါလို့အမိုက်တော်တွေကနေဟလာဒံဘူးကိုနေကောက်ဟလာအဲ့လိုကနေပြီးတော့အဲ့ဘဝကနေလာပြီးတော့နောက်ဆုံးကျတော့ဒီလူကတိုက်တဲ့ကားနဲ့တော့ဖြစ်သွားပါလားအဲ့ဆိုတာမျိုးပေါ့နော်အဲကြောက်တူးသမားဘဝကနေဟလာအခုလိုရေအောင်မြေအောင်တန်စာရတူးတာအဆုတ်ဆုတ်ပြအခုချိန်မှာတော့မဟုတ်တော့သူကတိုက်တဲ့ကားနဲ့ဟလာမျက်စိတမိတ်လျှက်တစ်ဖက်အတော်တင်ပါတယ်အကြီးပွားသွားတတ်တဲ့လူတွေရဲ့လက်မှာပါတဲ့မြင်းကြောပါအဲ့တော့သူက ျွန်တော်တို့ဒီညံလန်းကြောင်းပေါ့နော်ဘူးထောက်ပြထားတဲ့ညံလန်းကြောင်းဘူးထောက်ပြထားတဲ့ညံလန်းကြောင်းအပေါ်မှာအဲအခုလိုမျိုးလေးညံလန်းကြောင်းအပေါ်မှာအဲအခုလိုလေး तू ကမြင်းကြောင်းလေးပေါ့နော်အခုလိုမြင်းကြောင်းလေးထွက်လာမယ်အဲအဲ့မြင်းကြောင်းလေးကအခုလိုလက်သန်းနဲ့လက်တကြွယ်ချားမှာပေါ့ तू ထိနေမယ်အဲအခုလိုလေးရှိနေမယ်ဆိုရင် तू တို့ဒီရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ အမိုက်ကတောင်မှရွှေပြည့်ငွေပြည့်လုံးနိုင်တဲ့မင်းကြောင်တင်ကြတာအမှတ်သားဖြစ်ပါတယ်။နော်အဲ့ဒီလိုဖြစ်သွားတဲ့သူတွေရဲ့မင်းကြောင်ပါဆိုရင်လည်းဒီလိုအမှတ်သားတွေကိုကျွန်တော်တို့တွေ့ရှိရပါတယ်အများဆုံးပါပဲ။အဲ့တော့ဒီတစ်ပတ်အတွက်ကျွန်တော်ဒီမင်းကြောင်လေးကိုလာပြီးတော့ထောက်ပြလမ်းညွှန်ပြောပြတာပါ။တစုံတရာအကျိုးရှိနိုင်ကြပါစေ။နောက်တစ်ပတ်လက္ခဏာဗီဒီယိုဖိုင်နေတဲ့အတူကျွန်တော်တို့ပြန်ဆုံပါမယ်။ကြီးကျူအားပြီးတော့တူးတူယောက်ချင်းကျေးဇူးတင်ပါတယ်။